ဉာဏ်တတိယတဲ့အခါမှာဇာတိတရလို့ဆိုဇာတိဆိုတာလွန်ခဲ့တဲ့ဘဝကိုတရအမှတ်ရအဲ့ဒီလွန်ခဲ့တဲ့ဘဝကို အမှတ်ရတာကိုအတိဉာဏ်တစ်မျိုးအဖြစ်သုံးပြုပြီးတော့ဇာတိတရဉာဏ်လို့ဒီလိုဆိုတာတကယ်တော့အတိဉာဏ်တဲ့အမှတ်တဉာဏ်ဖြစ်ဖို့ရတာပုံများတယ်ပေါ့အဲ့ဒါကရိုးရိုးမှတ်မိတာ တပ္ပရာကျင့်စဉ်တစ်ခုကိုကျင့်ပြီကျင့်လိုက်လို့တမာရီစွမ်းအားတွေထက်မြက်လာပြီဆိုတဲ့အခါဘာရတော့ဆိုတော့ပုပ်ပေနိဝတာနုတ်တိဆိုတဲ့အပင်ဉာဏ်ရပုပ်ပေဆိုတာရှိဘဝကနိဝတာဖြစ်ခဲ့ဘူးတဲ့အရာတွေကို အနုတ်တိပြန်စဉ်းစားလို့ရှိရင်ခေါင်းထဲမှာ ပေါ်လာတယ် မနေ့တုန်းကအလုပ်တွေဒီကနေ့ပြန်စဉ်းစားတဲ့အခါပေါ်တယ်လို့ပဲပြန်ပေါ်လာအဲ့ဒီအဘိညာဉ်တစ်မျိုးရရသဗျာက ပထမယံမှာပုဗ္ဗေနိဝါဒဒုတတိညာရတယ်ဆိုတာဘုရောဟိနဲ့ပတ်သက်ပြီးတော့ဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေသိလိုက်မယ်ပုဒိအာနော်ပုဒိအာဆိုတာပုဆိုတာပုဗ္ဗေနိဝါဒဒုတတိညာကိုပြောတာဒီဆိုတာဒိဗ္ဗစကုညာကိုပြောတာ အာဆိုတာအာသဝခယညာကိုပြောတာမြတ်စွာဘုရားရဲ့အလောင်းတော်ဟာဖျားမဖြစ်ခင် ပထမယံမှာ ပုဝေနိဝါဒနုတ္တိညာရတယ်တဲ့မစ္စည်းမယံတကောင်ယံကြတော့ဒိဗ္ဗစကုပိညာကိုရနန္ဒမိုးတော့နင်းရောက်ခန္ဒီပစ္စည်းမယံရောက်တဲ့အခါကျတော့အာသဝခယလို့ဆိုတယ်အရတမက်ဆိုတဲ့ကိလေသာအာသဝတွေခုံဆုံးစေတဲ့အာသဝခယညာကိုရတယ် အဲ့ဒါကိုပဲပုတိအာဝိဇ္ဇာသုံးပါလို့ဒီလိုဆိုတာပေါ့အဲဝိဇ္ဇာသုံးပါထဲမှာပုပ္ပိနိဝါဒနုတ္တိဝိဇ္ဇာဆိုတာအတိတ်ဘဝကိုပြန်သိတာပြန်သိတဲ့အခါမှာစွန့်ရည်တတ္တိတွေမျိုးမျိုးရှိကြတယ်မြတ်စွာဘုရားရဲ့စွန့်ရည်တတ္တိကတော့အမခံပဲပါရမီဖြည့်လာတာချင်းမတူသည့်အတွက်ကြောင့်မြတ်စွာဘုရားဒေသင်ခြင်းနဲ့ကဘာတသိမ့်ပါရမီဖြည့်ုံရမှာက အသိဉာဏ်ရဲ့အဟံတာဖြစ်တဲ့ကိလေသာတွေကဝါဒနာနဲ့တကွဖယ်ရှားနိုင်တာဖြစ်သောကြောင့်အတိတ်ဘဝတွေကိုအသေးစိတ်အကုန်အစင်မှမြင်တယ်မှမြင်ရတယ်လို့အတိတ်ဘဝကဟာတွေကိုအကုန်ပြန်ပြီးတော့ပြောနိုင်တယ်သိနိုင်တယ်ကြွကြော်ကြည့်လို့လည်းရတယ် ဆိုပါတော့ဒီဘဝတရားရဲ့ဟိုဘက်မှာဘာဖြစ်ခဲ့လဲဘဝတထောင်ရဲ့ဟိုဘက်မှာဘာဖြစ်ခဲ့လဲဘဝပေါင်းတထောင်တို့မို့ဒီကဘာရဲ့ဟိုဘက်ကဘာမှာကဘာပေါင်းတထောင်ရဲ့ဟိုဘက်မှာငါဘာဖြစ်ခဲ့လဲဆိုတာကစအကုန်လုံးသိကျင်တဲ့နေရာကို focus လုပ်လိုက်တာနဲ့တပြိုင်နက်အကုန်သိနိုင်စွမ်းရှိတယ်ဒါပုဗ္ဗေနိဗ္ဗာန်သတိရှင်သာရိပုတ္တရာတို့ရှင်မောဂ္ဂလန်တို့ကြတော့ ဘလောက်များများကြီးမသိနိုင်ဘူးသူပါရမီဖြည့်ခဲ့တဲ့အတိုင်းအတာတစ်ခုပဲသိတယ်တသိန်းချေနဲ့ကဘာတသိန်းပါရမီဖြည့်လို့အတိတ်ကိုတသိန်းချေနဲ့ကဘာတသိန်းပဲသိတယ်ဟိုဘက်ကိုမသိဘူးတို့ဆိုမဟာတာဝကတွေကြတော့ကဘာတသိန်းနဲ့သိနိုင်တယ်ဟိုဘက်ကြတော့မသိနိုင်ဘူးဟောစိုင်းတတိချင်းမတူတာလို့ဆိုလို့ဝိပဿနာဉာဏ် ရုပ်နာနမခွဲခြားသိတဲ့ analytical knowledge ဆိုတဲ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေဒီအဘိညာဉ်ရပြီဆိုလို့ရှိရင်ကဘာ40ပဲသိတယ်ဟိုဘက်ကမသိနိုင်ဘူးလို့သူတို့ပြောတယ်သိတဲ့အခါမှာလည်းပဲသူကခေါင်းစည်းလေးတွေနဲ့ကြည့်ပြီးတော့သိရတယ်လို့ဆိုတယ်ဒီဘဝရဲ့ပရိသေစိတ်ကိုကြည့်ပြီးတော့ အတိတ်ဘဝရဲ့သုတိစိတ်အတိတ်ဘဝရဲ့သုတိစိတ်ရှိတဲ့ပရိသေစိတ်အဲ့ဒါလိုလေးခေါင်းစည်းလေးတွေနဲ့ဘဝတစ်ခုတန်းစီပြီးတော့မှအဲ့ဒီခေါင်းစည်းလေးတွေပေါ်မှာတစ်ခုချင်းတစ်ခုချင်းထောက်လှမ်းပြီးတော့မှအတိတ်ဘဝကိုသိနိုင်စွာရှိတယ်တဲ့မြတ်စွာဘုရားကြတော့အဲ့ဒါလိုမဟုတ်ဘူးသိခြင်းနဲ့နံပါတ်ကိုတန်းပြောလိုက်လို့ရှင်သိနိုင်တယ်လို့စွန့်ရင်တတ်တည်ခြင်းမတူတာပေါ့နော် အေးဘုန်းကြီးတို့တွေအတိတ်ဘဝကိုကိုကမေ့ထားခဲ့သည့်အတွက်ကြောင့်အတိတ်ဘဝကိုမသိနိုင်ကြဘူးမသိနိုင်